အားလုံးပဲမင်္ဂလာပါကျွန်မကတော့ NYLH ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်မကတကြတန်တဲ့အနက်အတိတ်ပဲဘလို့ဆက်ဆက်နေလဲဆိုတာရယ်ကျွန်မတို့တွေကလက်တွေ့ဘဝမှာဘလို့မျိုးပြောဆိုတုံးဆွဲနေလဲဆိုတာကိုဥပမာနဲ့တကွပြောပြပေးသွားမှာပဲဖြစ်ပါတယ် Memories ကိုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူတင်ပါတယ် Comment Like and Share ပေးနေလဲဝိရဲ့ပေးဖို့တောင်းဆိုပြရစီရှင်ကျွန်မဆိုမဆောက်ခင်မှာတကြတန်ဆိုတာကပါလဲပေါ့နော် တထထန်ဆိုတာကကျမတို့တွေကအတန်ကိုပြောင်းလဲရွှေ့ဆိုလိုက်တဲ့အခါမှာသကလုံးကိုပါပြောင်းလဲသွားစေတဲ့အတန်ကိုတထထန်လို့ခေါ်ပါတယ်။တထထန်မှာဆိုရင်အတန်အနှိမ့်မြင့်ကိုလိုက်ပြီးတော့၃မျိုးရှိပါတယ်။အဲ့ဒါတွေကတော့အနှိမ့်တထန်၊တန်ပြေနဲ့အမြင့်တထန်တို့ပဲဖြစ်ကြတယ်။အနှိမ့်တထန်ဆိုတာကပြောလိုက်တဲ့သကလုံးရဲ့အနှံ့အဓိပ္ပာယ်ကအပျော်ဆုံးဖြစ်တယ်။တန်ပြေကကြတော့အနှိမ့်တထန်ထက်သကလုံးရဲ့အနှံ့အဓိပ္ပာယ်ကပိုပြင်းတယ်။အမြင့်တက်တန်ကကြတော့အနှိမ့်တက်တန်နဲ့တန်ပြေနှစ်ခုစလုံးထက်ကိုမှအနက်အတိတ်ပဲကအပြင်းဆုံးဖြစ်တယ် ဒီတန်တွေကိုမှနောက်ထပ်ဘယ်လိုခေါ်သေးလဲဆိုရင်အနိမ့်တန်ကိုတန်ပြေတန်ပြေကိုတန်လက်အမြင့်တန်ကိုတန်လေးလို့လည်းခေါ်ကြပါသေးတယ်။တခြားတန်အုံမျိုးနဲ့တို့ရဲ့အခေါ်ဘော်ကိုတည်သွားပြီဆိုတော့တခြားတန်ရဲ့အနိုင်အဓိပ္ပာယ်ကဘယ်လိုဆက်ဆက်မှုရှိလဲဆိုတာကိုကြည့်လိုက်ကြရအောင်။တခြားတန်ရဲ့အနိုင်အဓိပ္ပာယ်ကဘယ်လိုဆက်ဆက်မှုရှိလဲဆိုတော့တခြားတန်ပြောင်းလဲသွားတိုင်းမှာစကလုံးတစ်လုံးရဲ့အနက်အတိတ်ပဲအတိုင်းအစားကချွတ်နေသွားတာဒါမှမဟုတ်ရင်ပိုပြီးတော့ပြင်းလာတာစသဖြင့်ပြောင်းလဲသွားစေပါတယ်။ တက်တန်နဲ့အနယ်အဓိပ္ပာယ်ဆက်တဲ့ပုံမှာဆိုလို့ရှိရင်သုံးတန်တွဲနဲ့နှစ်တန်တွဲဆိုပြီးတော့နှစ်မျိုးရှိပါတယ်။သုံးတန်တွဲကတော့လက်တွေမှာသုံးဆွဲလို့ရတာအနယ်အချင်းပဲရှိပြီးတော့နှစ်တန်တွဲတွေကပိုပြီးတော့များတယ်။ပထမဆုံးတက်တန်နဲ့အနယ်အဓိပ္ပာယ်ဆက်တဲ့ပုံရဲ့သုံးတန်တွဲလေးကိုကြည့်လိုက်ရအောင်။ဒီမှာဆိုလို့ရှိရင်မှုံမှုံမှုံပထမဆုံးတစ်လုံးဖြစ်တယ်မှုံကအနိမ့်တက်တန်ဖြစ်တယ်။သူ့ရဲ့အဓိပ္ပာယ်ကိုပြောရရင်အမှုံဖြစ်တယ်ဆိုတဲ့အနက်ကိုရတယ်။ဥပမာပေးရမယ်ဆိုလို့ရှိရင်ပဲမှုံ ။တန်တကားရင်းနဲ့ပြောရမယ်ဆိုရင်တော့မေမေဒီအတော့တော့ရန်ကျမကိုပဲမော့ဝယ်ခိုင်းပါသည်။ဒုတိယတလုံးမှောင်ကားကြတော့အတန်ပြေဖြစ်တယ်။သူ့ရဲ့အတိတ်ဘယ်ကအမုံအမွားဖြစ်တယ်လို့အနိုင်ရတယ်။ဥပမာပေးရမယ်ဆိုရင်ဝတ်မှောင်ဥပမာဝါကြအနေနဲ့ဖွဲ့ရမယ်ဆိုရင်တော့အပင်များသည့်တပင်နဲ့တပင်မျိုးပါရန်ဝတ်မှောင်ကူကြပါသည်။နောက်ဆုံးတလုံးမှောင်ကားကြတော့အမြင့်တက်တန်ဖြစ်တယ်။သူရဲ့အတိတ်ဘက်ကကြာအစာအနာမကြံအောင်ခြေဖြတ်ဖြစ်တယ်လို့အနိုင်ရပါတယ်။ဥပမာအနေနဲ့ခြေမောင်း တာရကအနေနဲ့ပြောရမယ်ဆိုရင် သူဒီကျမရဲ့နှလုံးသားကိုအစအနမရှိအောင်ခြေမောင်းလိုက်ပါသည်ဒီသုံးသံတွဲမှာကြည့်မယ်ဆိုရင်အနိုင်တက်တန်ဖြစ်တဲ့မှုန့်ကအမုံနေထက်တစ်ခုကိုပြောတာဖြစ်ပြီးတော့အနက်ပြောတယ်ပုံဆိုတဲ့တံပြီမှာကြတော့လေတိုက်ရင်တော့မှလင့်ပါသားမဲ့တပုံမျိုးတက်ရောက်ပြီးတော့အနိုင်သက်တံဖြစ်တဲ့မှောက်ထအနံ့အိဒိပဲအတိုင်းစားကပို့တယ်။နောက်ဆုံးတစ်လုံးဖြစ်တဲ့မှောက်ဆိုတဲ့အမြင့်သက်တံမှာကြတော့အစိမ့်သိအမှော်မှာဖြစ်သွားရဲဆိုတဲ့အနံ့တက်ရောက်ပြီးတော့အနိုင်သက်တံနဲ့တံပြီဖြစ်တဲ့မှောက်နဲ့မှောက်ထအနံ့အိဒိပဲအတိုင်းစားကအပြင်းဆုံးဖြစ်တဲ့ နောက်ထပ်တကြတန်တဲ့အနက်အဓိပ္ပာယ်ဆက်သွဲပုံရဲ့နှစ်တန်တွဲလေးကိုကြည့်လိုက်ကြရအောင်။ဒီနှစ်တန်တွဲမှာဆိုလို့ရှိရင် အနိမ့်တတန်နဲ့တန်ပြေတွဲ၊တန်ပြေနဲ့အမြင့်တတန်အတွဲ၊အနိမ့်တတန်နဲ့အမြင့်တတန်အတွဲဆိုပြီးတော့၃မျိုးရှိပါတယ်။ပထမဆုံးအနေနဲ့အနိမ့်တတန်နဲ့တန်ပြေတွဲ၊အနိမ့်တတန်နဲ့တန်ပြေတွဲမှာပြောရမယ်ဆိုရင်မျောနဲ့မျောမျောကကြတော့အနိမ့်တတန်ဖြစ်ပြီးတော့ဝေဒနာတစ်ခုပြင်းပြင်းထန်ထန်ခံစားရပြီးတော့ခက်မြော့မြော့လေးသာကြံတော့တယ်လို့အနိုင်ရပါတယ်။ဥပမာအနေနဲ့ဆိုရင်မျောမျော့ ဥပမာဝါကြအနေနဲ့ပြောရမယ်ဆိုရင်တော့မမဒီဝမ်းလျှော်၍မြောက်မြောက်ကလေးသာကြံနေတော့ဒီနောက်ပြီးဒုတိယတလုံးဖြစ်တဲ့မျောကားကြတော့တန်ပြီးဖြစ်တယ်။သူရဲ့အိတ်ဘက်ကကြတော့အတိတတိလွတ်ပြီးတော့စိတ်ဝင်ငြိမ်းလွတ်မျောသွားတယ်လို့ဆိုလိုတယ်။ဥပမာဆိုရင်လွင့်ပြောဥပမာဝါကြအနေနဲ့ဆိုရင်ကျမဒီတရင်မြင်၍စိတ်ဝင်ငြိမ်းလွတ်မျောသွားပါသည်။ဒီအတွက်မှာဆိုလို့ရှိရင်အနေတတန်ကနေတန်ပြီးကိုပြောင်းလဲတော့တာနဲ့အနာအိတ်ဘက်ကပို့ပြီးတော့အားကောင်းလာတာကိုတွေ့ရပါတယ်။နောက်ထပ်တစ်တွဲကတော့တန်ပြီးနဲ့အနေတတန်အတွဲဒီမှာဆိုရင်တော့မှိုင်နဲ့မှိုင် မှိုင်းဆိုတာကအတံပြည်ဖြစ်ပြီးတော့လမ်းလမ်းဆန်းဆန်းမရှိဘဲနဲ့မှိုင်းတွေနေရဲဆိုတဲ့သဘောကိုဆိုလိုတယ်။ဥပမာအနေနဲ့ဆိုရင်မှိုင်းတွေဥပမာဝါကြအနေနဲ့ဆိုရင်မမတီဆာမလုတ်ချိန်ပြီးမှိုင်းတွေနေပါတည်။ဒုတိယတလုံးမှိုင်းကကြတော့အမြင့်တက်တန်ဖြစ်ပြီးတော့သူကထိုင်းမှိုင်းလေးလံနေတယ်လို့ဆိုလိုပါတယ်။ဥပမာအနေနဲ့ဆိုရင်ထိုင်းမှိုင်းဥပမာဝါကြအနေနဲ့ဆိုရင်ကိုကိုတီကျမကိုပြစ်ထားတော့ကြကျမကြီးစိတ်အခြေအနေထိုင်းမှိုင်းနေပါတည်။ဒီမှာဆိုရင်လေတံပြေကနေပြီးတော့အမြင့်တက်တန်ကိုပြောင်းလဲသွားတဲ့အခါမှာအနေအထည်ပဲကပို့ပြီးတော့ပြင်လာတာကိုတွေ့ရပါတယ် ောက်ဆုံးတက်သွဲကတော့အနိုင်တက်တန်နဲ့အမြင့်တက်တန်အတွဲဒီမှာဆိုရင်တော့ကျို့နဲ့ကျို့ကျို့ဆိုတာကအနိုင်တက်တန်ဖြစ်ပြီးတော့ပုတ်ကိုကိုကျို့နဲ့ဆော်ဆက်ဆန်းတယ်လို့အဓိပ္ပာယ်ရပါတယ်ဥပမာဆိုရင်အောက်ကျို့ဟွာကြအနေနဲ့ကတော့ကျမဒီမိတို့ပေါ်မှာအောက်ကျို့ခံမိတို့မဟုတ်ပါနောက်တစ်လုံးကတော့ကျို့သူကကြတော့အမြင့်တက်တန်ဖြစ်ပြီးတော့ခြောက်လွားမောက်မှာစိတ်ရောကြတယ်လို့ဆိုလိုတာဖြစ်တယ်ဥပမာအနေနဲ့ကျို့နော် ဥပမာပါကြအနေနဲ့ဆိုရင်တော့ကျွန်မဒီလူကြီးဆိုမှများအားပြိုတည်တွန်းလို့ဆိုတာဆက်ဆံပါသည်ဒီမှာဆိုလို့ရှိရင်လည်းအနိုင်တတန်ကနေပြီးတော့အမြင့်တတန်ကိုပြောင်းလဲသွားတာနဲ့အနက်အတိတ်ဘက်ကလည်းပုံပြီးတော့အကောင်းလာတာကိုတွေ့ရပါတယ်ကျမရဲ့တင်ပြမှုလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။အဆုံးထိစိတ်ဝင်စားတာနဲ့ကြည့်ရှုပေးခဲ့ကြတဲ့တဝူတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြရင်လည်းနှောက်ဆက်လိုက်ပါရစေ။အားလုံးပဲတာယာပျော်ရွှင်ပေါ်ရနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။